ပြင်စမအကြိမ်မြန်မာမီဒီယာဖွံ့ဖြိုးတိုးတက်ရေးညီလာခံဒုတိယနေ့ကိုနိုဝင်ဘာလ10ရက်နေ့ကရန်ကုန်မြို့ချက်ထရီယန်ဟိုတယ်မှာပြုလုပ်နေပါတယ်။ဒီညီလာခံကိုအစိုးရကိုယ်စားလှယ်တွေလွှတ်တော်ကိုယ်စားလှယ်တွေမြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမြန်မာနိုင်ငံသတင်းစာဆရာအသင်းမြန်မာဂျာနယ်လစ်ကိုရဲ့မြန်မာနိုင်ငံစာနယ်ဇင်းသမဂ္ဂနဲ့တိုင်းရင်းမီဒီယာအဖွဲ့အစည်းဖြစ်တဲ့ Burma News International တို့မှတာဝန်ရှိသူတွေလည်းတက်ရောက်ကြပါတယ်။ ဒီညီလာခံမှာဆွေးနွေးနေကြတဲ့ကိစ္စရပ်တွေနဲ့ပတ်သက်ပြီးသွားရောက်သတင်းယူနေတဲ့ကျမတို့ရဲ့သတင်းတောက်ကိုစရာချမ်းအေးကိုဓာတ်ရိုက်ဆက်သွယ်မြင်းမြန်းကြည့်ပါမယ်ရှင်။အာဟုတ်ကဲ့ကိုစရာချမ်းအေးကြီးဒီကနေ့ဒီညီလာခံမှာလေဘယ်အကြောင်းအရာတွေကိုအဓိကထားဆွေးနွေးနေကြလဲဆိုတာကိုအရင်ဆုံးပြပြပေးပါဦးနော်။ဟုတ်ကဲ့ဒီနေ့ညတာလူရနေမှာအဓိကထားဆွေးနွေးတာကတော့ပြည်သူ့ရဲ့သတင်းသိရှိပိုင်ခွင့် right to information law ပေါ်ပေါက်လာရေးကိစ္စဆွေးနွေးနေတာ ပါတယ်ခင်ဗျအဲကျွန်တော်တို့နိုင်ငံမှာပြည်သူတွေကဟိုအစိုးရစီကထုတ်ပြန်တဲ့သတင်းတွေကိုဟိုထဲထဲဝင်ဝင်သိခွင့်မရသေးဘူးပြည်သူတွေအကျိုးရှိမဲ့ကိစ္စရပ်တွေကိုအစိုးရနေပြီးတော့သတင်းထုတ်ပြန်တာနှောက်နှေးမှုရှိနေတာတွေအဲ့ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့အစိုးရဘက်ကဒီဝန်ကြီးဌာနကိုယ်စားလှယ်တွေကိုယ်တိုင်တက်ရောက်ပြီးဆွေးနွေးနေတာဖြစ်ပါတယ်ဒီ right to information law ကဒီနေ့ဆွေးနွေးပွဲရလဒ်တွေရဆိုလို့ရှိရင်မကြခင်ပေါ်ပေါက်လာဖို့ရှိတယ်လို့ကျွန်တော်တို့ အစိုးရဘက်ကကိုယ်စားလှယ်တွေကတုံ့တက်တာကိုတွေ့ရပါတယ်ခင်ဗျာဟုတ်ကဲ့ဒီနေ့မှာလည်းလုံခြုံရေးနဲ့ဒီလိုလားဆိုတော့ဘာလို့များဆိုဒီဟာလေးကမှာပါပါလေးဆိုဒီဒီမိဒီတဲ့တော့မဆိုဟုတ်ကဲ့ဒီတည်နှမလေးလုံခြုံရေးနဲ့တည်လည်းအတွက်ကတော့ဒီနေ့ချိန်ကြီးအမခံချက်မရှိသေးပါဘူးခင်ဗျာတည်င်းသမားတွေရဲ့လုံခြုံရေးကိစ္စအတွက်လည်းအစိုးရဘက်ကအစိုးရဘက်ကဆိုရင်တည်င်းသမားတွေလုံခြုံရေးအခြေအနေကိုမပြောနဲ့တည်င်းမှန်မှန်ထုတ်ပြန်တာမျိုးတော့မှအခုချိန်ဆက်ခဲ့ရှိနေပါတယ် ဒါပေမဲ့ကျွန်တော်တို့ဒီဆွေးနွေးပွဲရလဒ်တွေရသလိုရှင်တော့မကြခင်မှာအစိုးရကအဲတည်င်းသမားတွေတို့ဥပဒေတွေထုတ်ပြန်တဲ့အခါမှာလုံလုံခြုံရေးကိစ္စတွေဆောင်ရွက်ပေးနိုင်အောင်ထပ်တွင်စဉ်းစားပေးသွားမှာဟိုကျွန်တော်တို့နိုင်ငံတော်တမရယုံကပြောဆိုခွင့်ရှိသူဥစော်သေးကပြောသွားတာတော့ရှိပါတယ်ခင်ဗျာဟုတ်ကဲ့ဟိုရှေ့ဆက်ပြီးတော့ public media တွေရက်တွေဆိုတော့ media သမားတွေကဘာတွေများပြောကြပါလဲကျွန်တော်ရှင်နေအဲ့ဒါဒီဟုတ်ကဲ့ဒီလူလပ်ပြီးမီကိုကင်းတဲ့ မီဒီယာတွေပေါ့နော်ပုဂ္ဂလိကမီဒီယာပေါ့ကြာတော့အခုချိန်မှာဟိုမီဒီယာလောကတွေအကြီးမားဆုံးစိတ်ခေါ်ပါနေဒီမီဒီယာလောကထဲမှာငွေကြေးချမ်းသာတဲ့ရင်ဆိုးရလက်ထက်ကကြီးကြီးတွေရဲ့လွှမ်းမှုမှုတွေဟာတော်တော်လေးများပြားနေတယ်ဆိုတော့ဒီပုံလိကမီဒီယာတွေပုံလိကသတင်းစာတွေပုံလိကရုပ်သံတွေရက်တိဖို့အတွက်ကအဲစိန်ခေါ်မှုကြီးကြီးဖြစ်နေပါတယ်အဲ့ဒီကိစ္စနဲ့ပတ်သက်လို့အဲပြည်ညာရေးဝန်ကြီးနဲ့ပြည်ထောင်စုဝန်ကြီးဥပိနေတို့မီဒီယာသမားတွေကဝိုင်းပြီးတော့ဒီလွတ်လပ်တဲ့မီခိုကင်းနဲ့လွတ်လပ်ပြီးမီခိုကင်းနဲ့ ကျွန်တော်ပုတ်လိကမီဒီယာရဲ့ရည်တည်ရေးအတွက်စဉ်းစားပြီးဝိုင်းပြီးတော့တောင်းဆိုကြတဲ့အခြေအနေမျိုးပဲရှိပါတယ်ခင်ဗျဒါပေမဲ့လက်ရှိအချိန်ကြီးတော့ပြည်ချာရေးဝန်ကြီးဘက်ကတစုံတရာတော့ပြန်လာမရှိသေးပဲနဲ့ကျွန်တော်တို့မီဒီယာသမားတွေကိုပြောတဲ့စားတွေပဲသူမှတ်တမ်းယူပြီးတော့ပြန်ပြီးလေးလာဆက်စပ်သုံးသပ်ပြီးတော့မှဘယ်လိုဆောင်ရမယ်ဆိုတဲ့ဟာကိုဆုံးဖြတ်ပေးနိုင်မယ်လို့ပြောထားတာပါအာဟုတ်ကဲ့ပါကိုစရာချမ်းရေအခုလိုမျိုးပြောပြရှင်းပြပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဟုတ်ကဲ့ဒါကတော့ရန်ကုန်မြို့မှာကျင်းပနေတဲ့ပြင်စမအကျင်း မြန်မာမီဒီယာဖွံ့ဖြိုးတိုးတက်ရေးညီလာခံမှသတင်းသွားယူနေတဲ့ကျမတို့ရဲ့သတင်းတောက်ကိုစရာချမ်းအေးကိုတိုက်ရိုက်ဆက်သွယ်မြင်မြန်ခဲ့တာပါရှင်ဆက်လက်ပြီးတော့ကြန့်ရှိနေသေးတဲ့သတင်းတွေကိုလည်းတင်ဆက်ပေးသွားပါဦးမယ်ရှင်